ခရမ်းကျင်သီးဟာကျန်းမာရေးအတွက်ကောင်းကျိုးတွေအများကြီးရှိသလိုအချို့သူတွေအတွက်တော့ဆိုးကျိုးတွေလည်းရှိနိုင်ပါတယ်။ကောင်းကျိုးများဗီတာမင်နဲ့တတိုးဆန့်ကျင်ပစ္စည်းများကျွဲဝခြင်းခရမ်းကျင်သီးမှာဗီတာမင် C ဗီတာမင် A ဗီတာမင် K ပိုတက်ဆီယမ်ဖောလိပ်နဲ့လိုင်ကိုပင်တို့ကျွဲဝစွာပါဝင်ပါတယ်။လိုင်ကိုပင်ဟာတတိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပြီးကင်ဆာနှလုံးရောဂါနဲ့အခြားနာရာရှိရောဂါတွေမှကာကွယ်ပေးနိုင်ပါတယ်။ နှလုံးကျန်းမာရေးကိုကောင်းမွန်စေခြင်းခရမ်းချင်တီးမှာပါဝင်တဲ့လိုင်ကိုပင်ဟာကိုလက်ဆက်ရောကိုလျှော့ချပေးပြီးသွေးဖိအားကိုထိန်းချိပေးနိုင်ပါတယ်။ဒါအပြင်ပိုတက်ဆီယမ်ဟာလည်းနှလုံးကျန်းမာရေးအတွက်အရေးပါပါတယ်။အမြင်အာရုံကိုကောင်းမွန်စေခြင်းခရမ်းချင်တီးမှာပါဝင်တဲ့ဗီတာမင် A နဲ့လိုင်ကိုပင်ဟာမျက်လုံးကျန်းမာရေးကိုကောင်းမွန်စေပြီးအသက်အရွယ်ကြောင့်ဖြစ်တဲ့မျက်လုံးရောဂါတွေမှကာကွယ်ပေးနိုင်ပါတယ်။ အသားအရည်ကိုကောင်းမွန်စေခြင်း၊ခရမ်းချင်သီးမှာပါဝင်တဲ့ဗီတာမင်စီဟာကိုလာဂျင်ထုတ်လုပ်မှုကိုအားပေးပြီးအသားအရည်ကိုတင်းရင်းစေပါတယ်။လိုင်ကိုပင်ဟာလည်းနေရောင်ခြည်တံမှအသားအရည်ကိုကာကွယ်ပေးနိုင်ပါတယ်။အစာချေစနစ်ကိုကောင်းမွန်စေခြင်း၊ခရမ်းချင်သီးမှာအမြင့်တက်ကြွယ်ဝစွာပါဝင်ပြီးအစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ဆိုးကျိုးများအဆစ်တက်များခြင်း၊ခရမ်းချင်သီးမှာအဆစ်တက်များတာကြောင့်အစာအိမ်အဆစ်ပြန်တက်ခြင်း၊ရင်ဘူးခြင်းနဲ့အစာအိမ်နာခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။ တမတဲ့ခြင်းအချို့သူတွေမှာခရမ်းကျင်သီးနဲ့တမတဲ့ခြင်းဖြစ်ပြီးရာရန်ခြင်းအင်ပြင်းထခြင်းအသက်ရှူရခတ်ခြင်းစားတဲ့လက္ခဏာတွေဖြစ်ပေါ်နိုင်ပါတယ်။ကြောက်ကက်ကြောက်တီခြင်းခရမ်းကျင်သီးမှာအောက်ဆလိတ်တက်ပါဝင်တာကြောင့်ကြောက်ကက်ကြောက်တီတက်သူတွေအတွက်မသင့်တော်ပါဘူး။အစိမ့်မျက်နာခြင်းခြင်းခရမ်းကျင်သီးမှာဆိုလာနင်တက်ပါဝင်တာကြောင့်အစိမ့်မျက်နာခြင်းခြင်းကို ဖြစ်စေနိုင်ပါတယ်။တတိပြုရန်ခရမ်းကျင်သီးကိုအလွန်ကြုံစားသုံးခြင်းကိုရှောင်ကြဉ်ပါ။ ခရမ်းကျင်သီးနဲ့တက်မတဲတဲ့သူတွေနဲ့အထက်မှာဖော်ပြထားတဲ့ယောဂါတွေရှိတဲ့သူတွေဟာဆရာဝန်နဲ့တိုင်ပင်ပြီးမှစားသုံးသင့်ပါတယ်။ခရမ်းကျင်သီးကိုရွေးချယ်တဲ့အခါမှာလက်ဆက်ပြီးမှဲ့နေတဲ့ခရမ်းကျင်သီးကိုရွေးချယ်ပါ။